ဘယ်သူကပန်းခင်းလန်းကိုရှောက်ပြီးဘယ်သူကစူးခင်းလန်းကိုနင်းရမလဲပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပန်းခင်းလန်းနဲ့စူးခင်းလန်းဘယ်လန်းကိုရွေးချင်လဲဆိုရင်မေရှီယာရက်ကိုပဲရွေးမှမန်နေစီဆိုပြီးပြောချင်ပေမဲ့အဆိုပါနန်စားလေးကအရင်လိုပြောပိုင်ခွင့်နေမရှိတော့ဘူးလို့ပဲဆိုချင်ပါတယ်အခုတော့စူးခင်းလန်းနဲ့ပန်းခင်းလန်းဘယ်လန်းကိုရွေးမလဲလို့ရိုးသားသားနဲ့မလိန်ညာစတန်းပြောရရင်ပန်းခင်းလန်းကိုပဲရွေးမယ်ဆိုပြီးတော့ဖြေချင်ပါတယ်လူတိုင်းလူတိုင်းတော့ပန်းခင်းလန်းကိုသာဖြတ်တန်းချင်ကြတာဖြစ်ပြီးတော့စူးခင်းတဲ့လမ်းမှာ ဖြတ်တန်းမှုဆိုတာနားမှာဘယ်သူမှမရှိတော့တာလို့သာပြန်ပြီးတော့ပြောလိုက်ချင်ပါတယ်အဲလိုဆူခင်းလန်းထက်ပန်းခင်းလန်းကိုဖြတ်တန်းကြံသူသားတွေထဲမှာရူဘင်အမိုရီနဲ့ပိုစီကိုဂလူတို့လည်းပါဝင်ဖြစ်ပါတယ်ခရီးအနေနဲ့ပန်းခင်းလန်းကိုရှောက်ချင်လားဆူခင်းလန်းကိုမဲနင်းချင်လားဆိုပြီးအမိုရီနဲ့ပိုစီကိုဂလူတို့သွားပြီးတော့မေးကြည့်ရင်ဟဲ့လူကမြနောက်နေရလားပန်းခင်းလန်းကိုမဲရွေးမှာပေါ့ဘယ်သူကဆူခင်းလန်းကိုရွေးမှာလဲဆိုပြီးတော့ပြန်လည်ပြောကြားကြမယ်ထင်ပါတယ်ဒီတော့ပန်းခင်းလန်းကိုရှောက်ရင်တော့သူများထပ်ပို့ပြီးတော့နှစ်ဆပို့ကြိုးစားလို့လို့ပို့ပြီးတော့လေလုံးပြနိုင်မှုလိုတယ်လို့ပဲဆိုရမှာပါငါကတော့တော့ပဲလုံးနိုင်တယ်တော့ပဲ အဆင်ပြေတယ်ဆိုပြီးတော့စင်ဂျင်တွေပေးပြီးစူးစမ်းမှုတွေရပ်တန့်ပြစ်လိုက်မယ်ဆိုတော့အဲ့လူကတနေ့ကျရင်ဇူးကင်လန်းကိုနင်းဖြတ်သွားဖို့ရာဂန်တို့ပုံများနေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်။အဲ့တော့ဘိုင်းကင်လန်းကိုရှောက်ချင်းစူးစမ်းပြဖို့လိုအပ်တယ်လို့ဆိုရမှာဖြစ်ပြီးဒီညမှာတော့ဘသူကပို့ပြီးတော့စူးစမ်းပြီးဘသူကပို့လို့ပြနိုင်မလဲဆိုတာမြင်တွေ့သွားတော့မှလည်းဖြစ်ပါတယ်။ဒီညမှာတော့မန်ယူနဲ့စပါးတင်းတို့ကယူရိုပါလိဖိုင်နယ်ပွဲစဉ်ကိုရှင်ပိုင်ကစားသွားတော့မှာပါ။ Manchester United တွေရော Tottenham Hotspur အသင်းတို့ပါတကယ်အရေးကြီးတဲ့ပွဲစဉ်တွေကိုရောက်ရှိနေခဲ့တာဖြစ်ပြီးနှစ်သင်းစလုံးအတွက်တစ်ချက်ကိုခုတ်၃ချက်ပြတ်မဲ့အခြေအနေကိုရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ် တခြားခုံရဘလို့သုံးချက်ပြတ်တာလဲဆိုရင်တော့အနားရတဲ့ဒင်းနေနဲ့ယူရိုပါလိဖလားကြီးကိုလည်းရမယ်ချန်ပီယံလိဝင်ဝင်လည်းရမယ်နောက်ပြီးတော့ပရီးမီးယားလိမှာတောက်ဆောက်ဆိုသလိုကြာဆင်းခဲ့တဲ့တိတ်ခါတွေကိုလည်းပြန်လည်ပြီးတော့ဖက်ဆဲလို့ရသွားမှာလည်းဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ရောစပါးအသင်းမှာယူရိုပါလိဖိုင်နယ်ကိုရောက်ရှိနေခဲ့ပေမဲ့နှစ်သင်းစလုံးဟာပရီးမီးယားလိမှာတော်တော်လေးကိုစုပ်ပြတ်တက်နေခဲ့ကြတော့မြေတွေထားခဲ့တာဖြစ်ပြီးရလောက်တွေဆိုရင်ရဆရာကိုဒဇန်ပါမရှိဘူးလို့ပြောရလောက်အောင်ရုံးပွဲတွေနဲ့ဇက်တရင်ဆိုင်ကြုံတွေထားခဲ့တာပါမန်ချက်စတာယူနိုက်တက်အသင်းဟာပရီးမီးယားလိနောက်ဆုံး၈ပွဲဆက်နိုင်ပွဲပြောက်ခဲ့ကြတယ်လို့အဲ့လိုနိုင်ပွဲပြောက်ခဲ့တဲ့အတွက်ကြောင့်လည်း ပရီးမီယာလိဂ်တမိုင်းတစ်လျှောက်ပထမဆုံးအချိန်မီ၈ပွဲဆက်နိုင်ပွဲပြောက်တဲ့မှတ်တမ်းကိုပိုင်ဆိုင်သွားခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းဟာပရီးမီယာလိဂ်မှာရှုံးပွဲ၁၈ပွဲထိရှိထားခဲ့ကြတာဖြစ်ပြီးတော့ဒါတန်းဆင်းခဲ့ရတဲ့အချိန်ကရေဆိုင်ကြုံတွေ့ထားခဲ့တဲ့ရှုံးပွဲ၂၀ပြည့်ပေါ်၂ပွဲသာကွာဟတော့တာဖြစ်ပါတယ်။ပရီးမီယာလိဂ်မှာရှုံးပွဲတွေဆက်နေခဲ့တာကမန်ယူသင်းမှမဟုတ်ပါဘူး။စပါတင်းဆိုရင်လည်းတောင်းလျှောက်ဆိုလိုရှုံးပွဲတွေကြုံတွေ့ထားခဲ့တာဖြစ်ပြီးသူတို့လည်းဒီဟာဒီပရီးမီယာလိဂ်မှာရှုံးပွဲက၂၀ပွဲထိကိုရှိထားခဲ့တာဖြစ်ပါတယ်။အားကြောင့်လည်းစပါတင်းကမပေးစရာအဆင့်၁၈နေရာမှာသွားပြီးတော့ရပ်တည်နေခဲ့ရသလို ယူနိုက်တက်ကတော့သူ့ထက်တစ်ဆင့်မြင့်အဆင့်16နေရာမှာရှိနေခဲ့ပါတယ်။အဲလိုရှုံးမရိစနေခဲ့ကြတဲ့အသင်းနှင်းဟာယူရိုပါလိဖိုင်နယ်ကိုရောက်ရှိနေခဲ့ကြတာဖြစ်ပြီးရှုံးတဲ့အသင်းကတော့ဒီအားဒီဘာစုပလားဘာအောင်မြင်မှုမှရမှာမဟုတ်လို့ဥရောပပြိုင်ပွဲဝင်ခွင့်နေနဲ့လွဲချော်သွားမှာဖြစ်ပါတယ်။နောက်ပြီးတော့ပြိုင်ဘက်ပရိသတ်တွေကလောင်ပြောင်မှုတွေနဲ့ဇက်တိုက်ရင်ဆိုင်သွားဖွယ်ရှိနေခဲ့တာဖြစ်ပြီးတော့အဆိုပါအသင်းနဲ့စူးခင်းလန်းကိုဖျက်ဆီးရတဲ့လိုမျိုးကလပ်တင်းရဲ့တမိုင်းရှောင်းမှာစိုးရတဲ့မတန်းစိုးကြီးကိုလည်းပိုင်ဆိုင်သွားကြအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ညရှိုင်းစားမဲ့ United နဲ့ Spartan တို့ရဲ့ဆုံတွေ့မှုမှာ ဘယ်တဲ့ကဘန်ကင်းလန်းကိုရှောက်ပြီးတော့ဘယ်တဲ့ကစူးကင်းလန်းကိုနင်းဖျက်မလဲဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျာ။နောက်ဗီဒီယိုဒီမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီကြဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။